အားလုံးမင်္ဂလာပါ The Future Sport Channel ကြိုဆိုပါရစေ။နေ့မနေ့မှရှင်ပန်ကစားခဲ့တဲ့ Club Club Plat ပင်ပွဲအဆုပ်ပြီးရဲ့ question တစ်ပွဲဖြစ်တဲ့ PSG တင်းနဲ့ Atletico Madrid တင်းရဲ့ question ကြောင့်ပြတော်မှာဖြစ်ပါရစေ။ PSG တင်းနဲ့ Atletico Madrid တင်းရဲ့ question မှာ PSG ကလေးကိုပြန်နဲ့အနိုင်ရရှိခဲ့ပြီးတော့လက်ရှိ UEFA Champions League ကစားကွက်တာနဲ့ Atletico အတင်းဘဘူးဆောင်စားနိုင်ခဲ့ပါရစေ။ ဘဘကန်တွင်မှုဆက်ချောက်ကြေကြီးပြုလုပ်နိုင်ခဲ့ပြီးတော့အပိုင်ခွင့်ရေးတွေကိုပြောင်းလဲနိုင်ခဲ့ပါတယ်။ပြန်မဲ့အဒရတီကိုတင်းကိုဘဘတက်မှုတစ်ချိန်တာခွပြုခဲ့ပြီးတော့အန်ချန်ကြီးရဲ့လူဝစ်အင်းရဲ့အတင်ဟာချန်ပီယံလိချေဆောင်ရည်ဒီသက်ဆောင်လာနိုင်ခဲ့တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။ပြည့်ချစ်တဲ့အတင်ကိုပထမပိုင်း16မိနစ်မှာတောင်းမှန်ကစားလာမှာကဘရာခီလီယာရဲ့ဖန်ဒီဖေးမှုကနေတဆင့် ွန်းလန်ကစားမှာဖော်ပြန်လို့ကနေသိရင်ပြခဲ့ပြီးတော့ပထမပိုင်းငါချင်းချင်းကိုပြီးဆုံးခဏလေးမှာကော့ဘရာခီရီယာရဲ့ထမှန်တန်တီပြုံးမှုကနေရောပွန်းလန်လူဖီတင်ညာဒုတိယကိုသိင်ခဲ့ပါတယ်။ဒုတိယပိုင်းပြန်လဲစတင်ချင်းမှာတော့ PHG တင်ဝဲနကူကူမရှိနဲ့ဦးဆောင်ကစားထားပြီးတော့ဝဲချင်းပေါ်နေစကောနမီနီရတဲ့ချိန်မှာအဲ့ဒါတိကူနောက်ကန်လူလက်လက်နဝါတနေနဲ့ထုတ်ပြန်ခံခဲ့ရပါတယ်။ဝဲပြီးဆုံးကနေပွဲချင်း89မိနစ်ရောက်တဲ့ချိန်မှာတော့ စနီမလူယောတရရကိုထပ်မံတွင်ခဲ့ပါတယ်။ဒီလိုပိုင်းပြီးဆုံးခဏဖွဲ့ချီ69မိနစ်မှာရရှိခဲ့တဲ့ပန်တီပြတ်တမှုကိုကိုရီးယားနိုင်ငံသားဒီကန်အင်္ဂအမာယုံရှိတွင်ခဲ့ပြီးတော့ပွဲပြီးဆုံးချိန်မှာပေကြီးမင်းကလေကူကော်မရှင်နဲ့ကူပြတ်နိုင်ရခဲ့ပါတယ်။ဥပဒေစမှာအဲ့ဒါဒီကိုမဲ့တဲ့တင်ကအဝါကငါကတိပြတ်တာခံရရပြီးတော့နမတနည်းနဲ့တူထုတ်ပန်ခံရရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ just bought channel and like subscribe to talk to you. go to the way